န်တာကျော်ဝါကပိုင်ဆိုင်မှုတွေကြွားနေပေမဲ့အငယ်နောင်ဖြစ်နေတဲ့ထိတ်တန့်မင်းသမီးတယောက်ကိုတဲပြောလိုက်တဲ့လာနုထွန်းပြိသမများလုံးမမင်္ဂလာပါရှင်ဘာမစ်နောင်ကနေပြန်လေကြိုးစိုးလိုက်ပါတယ်အရန်ကိုချန်တာကျော်ဝါပြီးအလူတန်းတွေလုံးပြပြီးတော့ပိုင်ဆိုင်မှုတွေကိုကြွားလွန်ထုတ်ပြနေတဲ့နာမည်ကြီးမင်းသမီးတယောက်ဟာသူများရဲ့အငယ်နောင်ဖြစ်နေကြောင်းပြောလာတာကတော့မမလာနုထွန်းဖြစ်ပါတယ်လာနုထွန်းဆိုတာကအလှမဲ့ National Director လုပ်ဖူးသလို Relationship Coach ဆိုပြီးတော့လေဟိုလိုဒီလိုနဲ့ Facebook ဆယ်လီဖြစ်လာပါတယ် အထူးသဖြင့်တော့မမလာနုတွန်ကအသက်ငယ်ရွယ်တဲ့သူရဲ့ချစ်သူကောင်းလေးဟုံးတာဆန်းတဲ့အတူမတော်မနှမ်းတွေရိုးပြအပြီးမှာနာမည်ကြီးလာခဲ့ရဖြစ်ပြီးအခုဆိုရင်တော့ရုပ်ရှင်ဇာတ်ကားတွေတောင်ရိုက်ကူးနေရပါပြီ လာနုတွန်ကအခုလိုမျိုးအသက်40အရွယ်ရောက်တာတောင်မှအမြဲတမ်းနှုတ်ပြောလန်းဆန်းနေဆဲဖြစ်ပြီးဟုံးတာဆန်းနဲ့ပတ်သက်ရင်ကလေးတယောက်လိုမျိုးဖြစ်သွားတတ်တယ်လို့ဆိုပါတယ်။ဆယ်နှစ်ကျော်လောက်အသက်အရွယ်กว่าခြားတဲ့မောင်လေးငယ်ငယ်လေးကိုရရှိထားခဲ့ရကြောင်းထိမ့်သိမ့်ရတာခက်ပေမဲ့လည်းဟုံးတာဆန်းမရှိတဲ့သူမရဲ့ဘဝကလည်းလုံးဝကိုအတိတ်ပဲမရှိတော့မှမဟုတ်ဘူးလို့ပြောလာခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့်လည်းဟုံးတာဆန်းလိုမျိုးပြိုရန်ကြိုက်တဲ့နေ့စီခိုင်းစစ်သူရေးစားလေးကိုတခြားသူတွေရဲ့လက်ထဲကိုပာမသွားဖို့အတွက်အမြဲတမ်းစိုးရိမ်ပူပန်နေခဲ့ရပြီးတော့ဂယုဆိုင်နေခဲ့ရတဲ့ လို့ဆိုပါရယ်ဒီလိုမျိုးလမ်းတွေထွန်းကအသက်ကြီးမှချစ်သူဟုံးတာဇန်းနဲ့ကလေးလေးတယောက်လိုရိုပြတတ်နေရကြောင့်လူတွေကတော့ဝေဖန်ကြပါရယ်လမ်းတွေထွန်းကဒီလိုမျိုးအသက်ငယ်ငယ်ချစ်သူလေးဟုံးတာဇန်းကိုကလေးကိုမုံပေးကြိုက်နေရကြောင်းမထော်မနှံဖြစ်ကျင်နိုင်ဖြစ်နေရလို့ဘေးကနေဝေဖန်နေကြတဲ့အခါမှာအနုပညာလောကထဲမှာမင်းသမီးတယောက်အကြောင်းကိုဖော်ပြလိုက်တာပဲဖြစ်ပါရယ် လာနထွန်းကဒူမကလွတ်လွတ်လပ်လပ်မိမမရှိသေးတဲ့လူပြိုလေးကိုကြိုက်မိလို့ဝေဖန်ပြောဆိုတာခံရကြောင်းတချို့အနုပညာရှင်လောကထဲမှာဆိုရင်တချို့မင်းသမီးတွေဆိုရင်အရင်တုန်းကရေးစားတွေပတ်တွေးရသူများရဲ့အငယ်အနောင်ဖြစ်တာစာတပြန်ဖြစ်ချင်တိုင်းဖြစ်ခဲ့ကြပေမဲ့အခုချိန်မှာထိတ်တန့်တထည်ချင်းနဲ့လက်ထပ်ပြီးတော့အကောင်စားပစ္စည်းတွေအဖိုးတန်လက်ဝဲယတနာတွေစင်မြန်းနိုင်သုံးနိုင်ဆွဲနိုင်ရင်လူတွေကအထင်ကြီးပြီးတော့ဆရာမကြီးဖြစ်ကြောင်းအထူးသဖြင့်သူများတကာရဲ့အငယ်အနောင်ဖြစ်နေရင်တောင်အယံချမ်းသာကြွယ်ဝပြီး အလူတန်းလုပ်ပြရင်လူတွေကအထင်ကြီးကြကြောင်းလှနုထွန်းကပြောခဲ့ရပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့လှနုထွန်းကသူမကတော့တိတ်တိတ်ပုံခိုးမစားဘဲနဲ့တိတ်တိတ်ပုံတွေကိုအထင်ကြီးတဲ့လူတွေနဲ့ဝေးဝေးနေကြောင်းသူမကလက်ရှိတွဲနေတဲ့လူပြိုလေးဟုံးသားဆန်းကိုပဲတငယ်ထောင်ချောင်းပြောခဲ့ရဖြစ်ပါတယ် လန်းနုံထွန်တယောက်အခုလိုမျိုးသူများငယ်နောင်ဖြစ်နေတယ်လို့ဝုံးနေတာကအနုပညာလောကတွေကမင်းသမီးတယောက်ကိုပြောနေတယ်လို့ပရိသတ်တွေကတော့ထင်ကြီးပေးနေကြပါတယ်။လန်းနုံထွန်ကဘယ်မင်းသမီးကိုပြောသလဲဆိုတာကတော့တိတိကျကျမသိရပါဘူး။တချို့ကလည်းရွှေဆိုင်ပန်ရှင်တစ်ထင်းနဲ့ညာတဲ့မင်းသမီးကိုပြောတာလို့ထင်နေတယ်လို့တချို့ကလည်းကြီးကြီးတက်ချမ်းသာကြွယ်ဝတဲ့ပရိသတ်အချစ်တော်မင်းသမီးတယောက်ကိုပြောတယ်လို့ထင်နေကြပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော Facebook ဆက်လီလန်းနုံထွန်ကဘယ်မင်းသမီးကိုပြောနေတယ်လို့ထင်လဲဆိုတာပြောသွားခဲ့ပါဦး။ ရှင်အစောမြစ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်